အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ 3D ဘောကောင် channel ကနေပြီးတော့ဒီကနေ့မှပြန်လဲကြိုဆိုပါတယ်ဒီကနေ့မှတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြင်ဆက်ပေးသွားမှာကတော့လာမယ့်ကျွန်တော်တို့16ရက်6လ2025မှာထွက်မယ့် 3D ကိုကျွန်တော်မိတ်ဆွေတွေလုံးဝကိုလေ့စီရမလို့တဲ့ထိတ်စီရလေတဲ့နောက်ပိတ် ခဏကောင်းတစ်ပတ်ကိုကျွန်တော်တို့ကတံပိုးကနေရှာပြီးတော့ခေါင်းဆောင်ထွန်းတို့ခါတက်ဆက်မှာဖြစ်တယ်။နော်တံပိုးနဲ့တောင်းဆိုထားတဲ့သူတွေအတွက်လည်းကျွန်တော်ဒီမှာတင်ပေးလိုက်ပြီးဖြစ်ကြောင်းလည်းပြောကြားချင်ပါတယ်။ဒီကနေ့မှာတက်ဆက်မယ့် site ကကျွန်တော်တို့တံပိုးဆိုတဲ့အတိုင်းပဲရန်ကိုထူကြတဲ့ခဏကောင်းတစ်ပတ်ကိုရရှိမှာဖြစ်တယ်။ ဒီနေ့မှာဒီတင်ဆက်မဲ့ဒီတန်တပိုးလက်တွဲမလေးကိုလည်းမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ 3D ဖော်ကောင်းကိုလည်း subscribe ဆိုတဲ့နေအောင်ဆက်လက်တည်ပြီးနောက်ခေါင်းတော်လေးကိုမတရားသိမ်းတဲ့တိကျပြီးပြီးခြင်းနဲ့ site ကတော့ YouTube ရဲ့အတိုင်းပဲ8940ဒီပြီးခဲ့တဲ့ Twitter 3992ကနေပြီးတော့လာမယ့်16ရက်6/2025မှာထွက်မယ်ကျွန်တော်တို့က 3D ကိုထုတ်မှဖြစ်တဲ့ချိန်ချင်း၃ချိန်၄ချိန်၅ချိန်၆ချိန်8ချိန်မြောက်ခဏအောင်ပို့ကနေပြီးတော့ကျွန်တော်တို့ကအကောင်းဆုံး date တစ်ခွက်ကိုထုတ်နှုတ်မှာဆိုတော့ ဒီနေ့မှတင်ဆက်မယ့်ဒီတံမိုးလက်တွဲမူထိတ်စီရင်တဲ့နောက်ပိတ်တွေလည်းချော်မေးဆွေးတွေစဆုံးကြီးရှုစေချင်ပါတယ်ခင်ဗျာရန်ကုန်ထူကြတဲ့ခဏလေးတည်းရရှိမှာဆိုတော့အားရချင်တဲ့ message တွေဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့တံမိုး site ဆိုတဲ့အတိုင်းပဲကျွန်တော်တံမိုးလေးတွေရင်ဆုံးဆွဲထုတ်ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ကဒီမှာ၈ကိုလေးဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရှိရတံမိုးကိုယူမယ်ခင်ဗျာရှိရတံမိုးဒီကျွန်တော်ဒီမှာပါရလဲဆိုတော့နေ့ တခွန်ဆိုပြီးတော့ရရှိထားတယ်။ပြီးရင်ကိုယ့်ရဲ့တံမိုးကိုတွားမယ်။ကိုယ့်ရဲ့တံမိုးဒီကျွန်တော်ဒီညပါရထားလဲဆိုတော့ဟောနော်ကျွန်တော်တို့ကဟုတ်ကဲ့ကျွန်တော်ဒီမှာရှိရတံမိုးကနှစ်တခွန်ကိုယ့်ရဲ့တံမိုးကျွန်တော်ကြည့်မယ်။ကိုယ့်ရဲ့တံမိုးကလည်းကျွန်တော်ဒီညပါရထားလဲဆိုတော့ကျွန်တော်တို့ကနှစ်နှစ်ကျွန်တော်တို့က ကိုဆိုပြီးတော့ကျွန်တော်တို့ကရရှိထားတယ်ဗောနော်ကျွန်တော်တို့ကကိုရဲ့တံပိုးလေးကိုရရှိထားတယ်ဗောနော်ပြီးရင်ကျွန်တော်ဒီမှာရှစ်တံပိုးကိုတံပိုးရပြီဆိုတော့နောက်ထပ်ကျွန်တော်က၄ရဲ့တံပိုးကိုသွားမယ်၄ရဲ့တံပိုးရတယ်ကျွန်တော်ဒီမှာပါရထားတယ်ဆိုတော့၁တော့ခုံဆိုပြီးရရှိထားတယ်အဲ့လိုတံပိုးတွေရပြီဆိုရင်အဲ့တံပိုးတီတီကိုကျွန်တော်တို့ကပေါင်းယူသွားမှာဖြစ်တယ်။ပေါင်းယူသွားမှာဖြစ်လို့ကျွန်တော်တို့ကခုံ၉ပေါင်းခြင်းရတော့၆၆နဲ့ခုံနဲ့ပေါင်းခြင်းပြပါရတယ်။ကျွန်တော်တို့က၃ဆိုပြီးရရှိတယ်။ နော်ပြီးရင်ကျွန်တော်တို့ဒီမှာ1 2 3ပေါင်းရင်1 2 3ပေါင်းရင်ရတယ်ဘာရလဲကျွန်တော်တို့6ဆိုပြီးရရှိတယ်ပြီးရင်နေနေတဲ့ပေါင်းရင်ကိုတွားနေနေတဲ့ပေါင်းရင်ရတယ်ပါဖြစ်တယ်ငါးခုရရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရှစ်ခုလေးပြီးရင်ထွက်မသိစီငါထိစီ6လဲတိုင်းသုံးတော့ပြီဆိုပြီးကြာရမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရှစ်ခုလေးပြီးရင်ဘာထွက်လဲငါ6 3ဆိုပြီးထွက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်တို့ ထူးခြားခြားနဲ့ကျွန်တော်ကနိုင်ပုံစံရရှိသွားတယ်ဒီလိုတန်ပိုးတွေကိုကျွန်တော်တို့အတီးတီးပုံဆက်ပြီးတော့ကနိုင်ကောင်းတစ်ပွဲကိုကျွန်တော်တက်ထုံမှာဆိုတော့ဒီကနေ့မှကျွန်တော်တက်ဆက်ပေးတဲ့ဒီတန်ပိုးဆိုင်ကတော့ကျွန်တော်မိတ်ဆွေရဲ့အကြိုက်ဆုံးနဲ့အားရဆုံးထဲမှာပါမယ်ဆိုင်ဖြစ်မယ်လို့ယူကြည်ပါတယ်ဟုတ်ကဲ့ဆိုရင်ကျွန်တော်တို့ချစ်ကိုလေးရနေထုတ်တာ963 963တင်မှာတက်ရပြီပြီးရင်ကျွန်တော်963ရနေပြီးတော့ထက်ပြီးတော့ထုတ်ကြည့်ကြအောင်ခင်ဗျဟုတ်ကဲ့963ရနေထက်ထုံမယ်ဆိုရင်ကျွန်တော်က9ရက်တန်ပိုးကိုယူမယ် ငါရဲ့တန်ဖိုးဒီပါရတယ်ဆိုကျွန်တော်ဒီမှာ၄ခွန်6ကိုရရှိတယ်။ပြီးရင်6ရဲ့တန်ဖိုး6ရဲ့တန်ဖိုးဒီပါရတယ်ဆိုကျွန်တော်တို့က3 3 6ဆိုပြီးရရှိတယ်။ပြီးရင်3ရဲ့တန်ဖိုးကိုတွားမယ်။3ရဲ့တန်ဖိုးဒီပါရတယ်ဆို9 8 9ဆိုပြီးရရှိတယ်ခင်ဗျာ။ပြီးရင်အဲ့ဒီတန်ဖိုးတွေကိုကျွန်တော်ကတီတီပေါင်းယူသွားမှာဆိုတော့66ပေါင်းရင်2 2နဲ့9နဲ့ပေါင်းရည်ဒီပါရတယ်ကျွန်တော်တို့ဒီမှာခွန်ဆိုပြီးရရှိတယ်။ ပြီးရင်ကျွန်တော်ဒီမှာခွန်38ပေါင်ကျင်ခွန်3ပေါင်ကျင်က3ည3ည80ပေါင်ကျင်ရတယ်။ရှစ်ဆုပ်ပြီးတော့ပြီးတယ်။ပြီးရင်439ပေါင်ကျင်43ပေါင်ကျင်ကတော့ခွန်ခွန်နဲ့ခွန်နဲ့ပေါင်ကျင်ရပါရဲ့6ဆုပ်ပြီးရရှိတယ်။အဲ့ဒီမှာ963ပြီးထွက်မှ3 3 3 6ထိသေးသေး8လဲတိုက်ခွန်နောက်ပိတ်ဆိုပြီးတော့68ခွန်ဆိုပြီးကြာရမှာဆိုအဲ့ဒီမှာလည်းကျွန်တော်က68ခွန်မှာတက်အောင်ခဲ့တယ်။ဒီမှာလည်း69လေးရတယ်တမွေတီတီပေါင်လာတာ963မှာခွန်960တက်အောင်နဲ့963ကနေထပ်ပြီးထုတ်ထားတဲ့68ခွန်မှာ68ခွန်ဆိုပြီးတက်ချထားတာကိုတွေ့ရတယ်ခင်ဗျာ။ ဟုတ်ကဲ့ဥစဉ်တော့ကျွန်တော်တို့ site ကတော့တစ်ချိန်နှစ်ချိန်နှစ်ပြီးလာပြီပေါ့နော်ပြီးရင်ကျွန်တော်နောက်ထပ် site လေးကိုဆက်သွားအောင်နော် site ကလည်းကျွန်တော်တို့6ရက်တန်ဖိုးယူမယ်6ရက်တန်ဖိုးကတော့ကျွန်တော်ဒီမှာရရှိထားတယ်တိုင်းပဲ3 36ကိုယူထားတယ်ပြီးရှိရက်တန်ဖိုးရှိရက်တန်ဖိုးကကျွန်တော်ဒီမှာရရှိထားတယ်ကျွန်တော်ကနေ့7ခုံကိုရရှိတယ်ပြီးရင်ကျွန်တော်ဖွင့်ရက်တန်ဖိုးထပ်ထည့်မယ်ဖွင့်ရက်တန်ဖိုးကတော့ကျွန်တော်ဒီမှာရရှိထားတာကတော့ခွန်ရှိ လေးဆိုပြီးရရှိတာပင်ရံမှာရရှိတာတံပိုးတီတီကိုကျွန်တော်ပေါင်းယူတော့မယ်6ခွန်ပေါင်းရင်3 3နဲ့4နဲ့ပေါင်းရင်ဒီပါရတယ်ခွန်ဆိုပြီးရရှိတယ်ပြီးရင်ကျွန်တော်က3တက်ပေါင်းခြင်း4 4နဲ့ရှင်းနဲ့ပေါင်းခြင်းကလည်းနှစ်ဆိုပြီးတော့ပြီးတယ်ပြီးရင်3နှစ်ခွန်ပေါင်းခြင်း3နှစ်ခွန်ပေါင်းခြင်းရတယ်ကျွန်တော်3နှစ်ပေါင်းခြင်း5 5နဲ့ခွန်နဲ့ပေါင်းခြင်းရတယ်ဒီမှာနှစ်ဆိုပြီးပြီးတယ်အဲ့ဒီမှာကျွန်တော်က6 8ခွန်ပြီးရင်ကျွန်တော်က ထွက်မသေးသေးနှစ်ထိပ်ကြီးညက်တဲ့ခွန်တော်ပဲဆိုနှစ်နှစ်ခွန်ပါလေနှစ်နှစ်ခွန်တဲကြခဲ့တယ်ခင်ဗျာနောက်ပြီးရင်963တကြီးပြီးရင်68ခွန်တကြီးနှစ်နှစ်ခွန်တကြီးဆိုတော့၃ကြီးဆက်တိုက်တော့ကျွန်တော်တို့ရရှိသွားပြီဖြစ်တယ်ပေါ့နော်အရင်ကအားလည်းအရာဆရာကောင်းတဲ့တန်ဖိုးခဆိုင်လေးပါအခုလည်းကျွန်တော်တို့ဒီမှာနှစ်နှစ်ခွန်လေးနောက်ထပ်ကျွန်တော်တို့ကသုံးရှိရှိကြာမလားဆိုတော့ကြည့်အောင်ဟုတ်ကဲ့ဒီမှာကျွန်တော်နှစ်ရတံပူကိုယူမယ်နှစ်ရတံပူဒီပါရလဲဆိုတော့ကျွန်တော်က3 5ခုကိုရရှိတယ် ဒီမှာလည်းနှစ်ရက်တန်ဖိုးကလည်း3 5ကိုရရှိတယ်ပြီးရင်ခွန်ရက်တန်ဖိုးကိုယူမယ်ခွန်ရက်တန်ဖိုးကကြီးရှိမှာပေးထားတဲ့အတိုင်းပဲကျွန်တော်တို့ဟာခွန်ရှိလေးကိုကျွန်တော်ပြီးရယူထားတယ်ပြီးရင်အဲ့ဒီတန်ဖိုးလေးကိုအတီးတီးပေါင်မှာဖြစ်တယ်ခွန်ခွန်ပေါင်းခြင်းရလေးလေးနဲ့လေးနဲ့ပေါင်းရသေးပါရဲ့8ကိုပေးတယ်ပြီးရင်998ပေါင်းခြင်းရလဲကျွန်တော်တို့ကဘာဖြစ်လဲ8ကိုပေးတယ် ပြင်းသုံးသုံးကုန်ပေါင်းရင်သုံးသုံးကုန်ပေါင်းရပါဖြစ်သုံးကိုပေးရဆိုနှစ်နှစ်ကိုပေးထွက်မသိသည်သုံးထည်စီရှင်းလဲတဲ့ရှင်းနောက်ပေးဆိုသုံးရှိရှိဆိုဒီမှာသုံးရှိရှိရရှိထားတာဖြစ်တယ်ပြီးရင်ကျွန်တော်တို့လေးချိန်စတိုင်းတော့ကျွန်တော်တို့ဒီကနေ့လေးနဲ့ရရှိလာဖြစ်တယ်အခုလဲကျွန်တော်တို့သုံးရှိရှိရနေသုံးသုံးရကိုထပ်ပြီးတော့ပေးမလားဆိုတာလေးကျွန်တော်ထပ်ပြီးတော့ကြည့်ကြအောင်ခင်ဗျာအဲ့ဒီမှာကျွန်တော်သုံးရတန်ဖိုးကိုယူမယ်သုံးရတန်ဖိုးကျွန်တော်ဒီမှာရရှိထားပြီးသားဖြစ်တယ်ကျွန်တော်က9 8 5ကိုယူတယ် မရှိရတံပိုးရှိရတံပိုးကလည်းကျွန်တော်ဒီမှာနှစ်တခွန်မို့လို့ကျွန်တော်နှစ်တခွန်ဒါကြောင့်မရှိတံပိုးနှစ်ခါကိုထပ်ပြီးတော့ယူထားတယ်ပေါ့ခင်ဗျာဟုတ်ကဲ့ခုရှင်ကျွန်တော်မေးဆွေမြေတွေ့တိုင်းပဲသုံးရတံပိုးရှိရတံပိုးတွေရရှိပြီးလိုက်တံပိုးတည်တည်တွေပေါင်းယူမယ်အထိမှာကျွန်တော်တို့က9ခွန်ပေါင်းကြရနှစ်နှစ်နဲ့ခွန်နဲ့ပေါင်းကြရပါရတယ်ကျွန်တော်တို့က9ဆိုပြီးပေးတယ်ပြီးနေ8 8ပေါင်းကြရ8 8ပေါင်းကြရကြော်ဒီညပါရတယ်၃ညဆိုပြီးရရှိတယ် ပြီးရင်9နှစ်နှစ်ပေါင်းရင်9နှစ်နှစ်ပေါင်းရပါရ3ဆိုပြီးရရှိတယ်အဲ့ဒီမှာ388ပြီးရင်ထွန်းရမယ်3 3ကကျွန်တော်တို့3ထိပ်စီ3လေးတဲ့ကိုနောက်ပဲဆိုပြီးတော့ကျွန်တော်တို့3ညကို1ချက်ပြီးတော့ကြာတော့ပြန်ပါလေခင်ဗျာခုကျကျွန်တော်ဒီမှာလဲ963မှာ963တဲ့နော်ကျွန်တော်ဒီမှာ963တွေထုတ်လာ68ခွန်တဲ့68ခွန်ရင်းနိနိခွန်တဲ့နိနိခွန်လေးပဲ388တဲ့ပြီးဒါဥသူရစ်ချရိုက်ထပ်ထုတ်လာလဲ3ညကိုမှာကျွန်တော်လုံးဝလှည့်ကြအောင်လို့ခဏခေါက်တော့ပြန်ရရှိသွားပြန်လာဖြစ်တယ် ဟုတ်ကဲ့ဆိုရင်တဆိုင်နဲ့ဆိုင်တွေလေးတိုင်း၅ဆိုင်ဒီကျွန်တော်တို့ကထိစီလေးတဲ့နောက်ပိုင်းမှန်လာပြီပေါ့နော်နောက်ထပ်ကျွန်တော်တို့ကတဆိုင်ကိုဆက်ပြီးတော့ကြည့်ဦးမယ်နောက်ထပ်ဆိုင်ကလည်းကျွန်တော်တို့၃ရက်တန်ဖိုးယူမှာဆိုတော့၃ရက်တန်ဖိုးဒီကျွန်တော်ဒီမှာရရှိထားတယ်၉၈၅ပြီး၃ရက်ရတန်ဖိုးကိုယူမယ်၃ရက်ရတန်ဖိုးဒီပါရတယ်ဆိုကျွန်တော်တို့က၂၅၈ဆိုပြီးရရှိတယ်ပြီးရင်၉ရက်တန်ဖိုးကိုထပ်ထုတ်မယ်၉ရက်တန်ဖိုးကကျွန်တော်ရှိရှိမှာပေးထားတဲ့အတိုင်းပဲ နှစ်နှစ်ကိုဆိုပြီးတော့ကျွန်တော်ပေါင်တယ်အဲ့ဒီမှာကျွန်တော်ကဒီကဏ္ဍနေကိုကျွန်တော်တို့ကပေါင်ယူမှာဆိုတော့98ပေါင်ကြီးရ3 39နဲ့ပေါင်ကြီးရကျွန်တော်ဒီမှာပါရနှစ်ဆိုပြီးပြီးတယ်ပြင်းရှင်းငါးနဲ့ပေါင်ရင်ရှင်းငါးနဲ့ပေါင်ရင်ရပါရတယ်ကျွန်တော်တို့ဒီမှာငါးဆိုပြီးတော့ရရှိတယ်ရှင်းငါးပေါင်ရင်တော့၃နဲ့နဲ့ပေါင်ရင်ဒီငါးကိုပေးတယ်ပြီးရင်နောက်ထပ် ကိုနှစ်နှစ်ပေါင်ကြီးကိုနှစ်ပေါင်ကြီးတည်းတင်းနှစ်နှစ်နဲ့ပေါင်ကြီးရပါရဲ့သုံးဆိုပြီးရရှိတယ်ဒီမှာသုံးသူညာကိုပြီးထွက်မဲ့3ဒီဒီကျွန်တော်တို့သုံးထိစီငားလဲတဲ့နှစ်နောက်ပေးဆိုပြီးသုံးငားနဲ့ကြာရမှာဆိုတော့ဒီမှာသုံးငားနဲ့ဆိုပြီးတော့တဲ့အောင်ကဲ့ပြန်ပါလေခင်ဗျာဟုတ်ကဲ့အခုဆိုကျွန်တော်တို့ကတစ်ချိန်တစ်ချိန်သုံးရင်4ချိန်5ချိန်6ချိန်ချိန်ကျွန်တော်တို့ကရရှိသွားပြီဖြစ်တယ်ဟုတ်ကဲ့ပြီးလို့ရှိရင်ကျွန်တော်မိတ်ဆွေထပ်ပြီးတော့ ထုံနုံမဲ့ဆိုင်ကလာမဲ့တာကျွန်တော်တို့16ရက်6လ2025မှာထုံမသေးသေးရဲ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်တို့ကခဏကောင်းတစ်ခွက်ခုရရှိတော့မှာဖြစ်တယ်ပေါ့နော်ဒီ၃ကနှစ်ကနေပြီဒါကြောင့်မို့ကျွန်တော်နောက်ထပ်ပုံစံလေးကိုကြည့်ကြအောင်ခင်ဗျာအဲ့ဒီမှာလည်းကျွန်တော်တို့က၃ထိပ်စီ၅ထိပ်စီနှစ်နောက်ထိပ်စီကိုယူမှာဆိုတော့၃ရက်ထိပ်စီ၃ရက်ထိပ်စီကကျွန်တော်တို့မှာ9 5ဆိုပြီးတော့ရရှိထားတယ်ခင်ဗျာ9 5ပြီးရင်9ရက်တန်ဖိုးထပ်ထုံး ငါရဲ့တံခိုးဒီကျွန်တော်ဒီမှာရရှိထားတဲ့အတိုင်း၄6ကိုကျွန်တော်ရရှိထားတယ်။ပြီးနေ့ရဲ့တံခိုးနေ့ရဲ့တံခိုးကလည်းကျွန်တော်ဒီမှာ3 9ခုဆိုပြီးရရှိထားတယ်။ဟုတ်ကဲ့လို့တံခိုးတွေအတိအကျရပြီဆိုရင်အဲ့တံခိုးတွေကိုကျွန်တော်တို့ကပေါင်းဆက်ရင်ကျွန်တော်မိတ်ဆွေတက်လာမယ်16နေ့ကိုခဏကောင်ရမယ်။သူတို့ကြည့်ကြအောင်ခင်ဗျာအဲ့ဒါလည်းကျွန်တော်9 6ပေါင်းကြီးရတစ်တစ်နဲ့9ပေါင်းကြီးရကျွန်တော်ဒီနေ့ရောက်ပါရ8ဆိုပြီးတော့ကျွန်တော်တို့ရရှိပါရခင်ဗျာ။ ပြီးလဲကျွန်တော်ဒီမှာ၈ခွန်၅ပေါင်ကြီး၈ခွန်၅ပေါင်ကြီး၅၅နဲ့၅ပေါင်ကြီးရတယ်ကျွန်တော်ဒီနေရာမှာသုံးရဆိုပြီးတော့ပြီးတယ်ပြီးရင်၉၄၃ပေါင်ကြီး၉၄ပေါင်ကြီးရတော့၃၃နဲ့၃နဲ့ပေါင်ကြီးရတယ်၆ဆိုပြီးရတယ်အခုဆိုရင်တော့မြေတူရဲ့အတိုင်းပဲကျွန်တော်က၆ကထိစီသုံးရတဲ့အတိုင်းရှင်းနောက်ပေးဆိုရဲကျွန်တော်ခဏငေါ်တူရတော့လာမယ့်ကျွန်တော်တို့16ရက်6လ2025လေးရရှိပြီဆိုတော့ဒီကနေ့မှာကျွန်တော်တိဆက်ပေးတာဒီ site လေးရတော့ကျွန်တော်မေးဆွေးရအားရချင်တယ်မယ်လို့ထင်တယ်နောက်ရက်အတွက်လည်းကျွန်တော်ကနေချုပ် ဗီဒီယိုလေးတင်ဆက်ဖို့ရှိတယ်ဒီဗီဒီယိုလေးကိုလည်းကျွန်တော်မိတ်ဆွေချင်းနေပြီးထပ်မံပြီးတော့ရှိရှိကျင်းနေဆွေးရှင်နေကြောက်ဗီဒီယိုဖိုင်လေးအောက်ကနေ subscribe ဆိုတဲ့စာရနဲ့တွေ့ပြီးနာခေါင်းလုံးလေးကိုတည်ထားပြီးကျွန်တော်တည်တည်များဗီဒီယိုလေးကျွန်တော်မိတ်ဆွေချင်းနေပြီးထပ်မံပြီးတော့ကြည့်ရှုနိုင်မှာဖြစ်တယ်ဒီနေ့မှကျွန်တော်မိတ်ဆွေတင်ဆက်ပေးထားတာဒီလာမဲ့တာကျွန်တော်တို့16ရက်6လ2025မှာထွက်မယ် တတိယဒီကိုကျွန်တော်မေးဆွေးအတွက်ကျွန်တော်ဒီမှာတင်ဆက်ပေးထားတယ်။အဲဒါတော့မြေတွေ့အတိုင်းပဲ6ကတော့ဒိတ်စီတုံညာလဲတိုင်း၈နောက်ပဲဆိုတော့ကျွန်တော်ကဏ္ဍကောင်းတစ်ခွက်တည်းကိုရရှိထားတဲ့6တုံညာ၈ဆိုပြီးတော့ပေါ့နော်။ရန်ကုန်ထူကြတဲ့ခဏဖြစ်တဲ့အတွက်အားရချင်တယ်မယ်လို့လည်းထင်တယ်။ဒီလိုကျွန်တော်မေးဆွေးရှင်ပါတဲ့ကောင်းဆုံးခဏလေးရှိတယ်ဆိုရင်ချင်းချင်းပြန်လဲမြောင်းဝေသွားလို့ရတယ်ပေါ့ခင်ဗျာဒီကနေ့မှာတော့ကျွန်တော်မေးဆွေးရဲ့ကျွန်တော်ကကြိုက်ဆုံးကောင်းဆုံးကိုရွေးချယ်ထုံးလို့ပြီးတင်ဆက်တာဖြစ်တဲ့အတွက် ရောကျွန်တော်မိတ်ဆွေကံကောင်းမယ်လို့မျှော်လင့်ပါတယ်။ချုပ်ဗီဒီယိုကြည့်ရှင်မိတ်ဆွေအားလုံးလည်းဒီနေ့လေးနဲ့ပေါ့ပါစေကြောင်းကျွန်တော်ဆက်ဖက်ပါတယ်။ဆုမကောင်းတောင်းပေးပါတယ်။ချုပ်ဗီဒီယိုကိုလည်းကြည့်ရှင်မိတ်ဆွေအားလုံးဒီစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။စေဘေးသမားဘီယောဂဘီပြီးမျိုးအနေခင်လို့ပြီးတော့ဒီနေ့လေးနဲ့ပေါ့၍ခလူနယ်နဲ့ဘုရားလေးကိုရောက်ရှိပါစေကြောင်းဆုမကောင်းတောင်းရင်းပဲချုပ်ဗီဒီယိုလေးကိုဒီနောက်နဲ့ပဲဆုံးသက်ရှိရနာပါတယ်ခင်ဗျာ။အားလုံးပဲကံကောင်းရေပေါ့ချပါစေခင်ဗျာ။